ကျွန်တော်တို့လက်ရှိလေကျွန်တော်တို့မြို့မှာဖြစ်နေတဲ့အရာတွေတခုရှိရတော့ကျွန်တော်တို့ညီအစ်မသုံးလမ်းမှာပလင်းမြို့တဲ့ရခိုင်ကျောင်းမှတ်တိုင်ပေါ့နော်ဟိုဘက်မှတ်တိုင်နဲ့ဒီဘက်မှတ်တိုင်နဲ့ဂျမ်းမှာလူနာတခုရှိတယ်ဒီသူတွေကဖုန်းဆက်တယ်နော်တချို့တွေကဆိုတော့နော်ကိုထင်းလေးအောင်ကိုထင်းလေးအောင်နီနာမှာနီနီနာနာလေးကိုထင်းလေးအောင်ပြစ်ထားတာမကယ်ဘူးလားလို့ဘာလို့ပေါ့ဗျာအဲ့လိုမျိုးပြောရတယ်ပေါ့နော်အပွင့်လေးဆုံးပြောရင်အဲ့လူနာကိုကျွန်တော်ကယ်နေတာ6လရှိပြီအဲ့လူနာကိုကယ်နေတာကျွန်တော်6လရှိပြီကျွန်တော်ရဲ့အခန်းမဲ့ရှေးခန်းမှာ စနေတနင်္ဂနွေဆိုလို့ကျလို့ရှိရင်ဆောင်းဝင်လာပြတယ်အကျော်စေးသွင်းပေးတယ်နော်ဆရာသမားဒါကြာမန်ကြာမန်နော်ရင်းတော့ကားမောင်းတယ်နော်ရသလောက်ကယ်ပေးပါတယ်ဆေးုံတွေတင်လာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ၄កောက်ရှိပါပြီနော်ဆေးုံတင်တဲ့အချိန်မှာလည်း၄កောက်ရှိပါပြီအခုချိန်မှာဆိုလို့ရှိရင်လည်းနောက်လျှောက်ကဆေးုံကနေရှင်းတဲ့အချိန်မှာဆရာသမားကောင်းသွားလို့ရှိရင်အရက်ပြန်တော့တယ်အဲ့ဒါပြီးလို့ရှိရင်ဒီ line ကားပေါ်တွေတက်တယ်သူ့ရဲ့တငယ်ချင်းတွေဒီမှာ အာပတ်စံလိုက်ရှာတယ်ပေါ့ဗျာပတ်စံလိုက်ရှာပြီးတော့မှဆက်ချရတယ်ပြီးလို့ရှိရင်အာအရင်ပြတ်သွားပြီဆိုလို့ရှိရင်စနေနေ့နေ့မှာကျွန်တော်အခမဲ့ရှေးကမ်းမှာအပတ်တိုင်းအပတ်တိုင်းကိုအကျော်သေးသွင်းပြီးတော့အားယူပါတယ်ဟင်အဲ့မှာလည်းကျွန်တော်တို့တောက်ဆေးနေကုဝေးပါတယ်အပြီးသွားလို့ရှိလို့ရှိရင်ပြန်ကောင်းသွားပြီဆိုလို့ရှိရင်တခါထပ်တော့ပါတယ်အခုနောက်ဆုံးခေါက်ဆေးုံတင်မဲ့အချိန်မှာဒါဆေးုံတင်မဲ့ဆေးုံသွားမယ်ဆိုတဲ့အချိန်မှာဆေးုံကလည်းကျွန်တော်တို့ကလူနာပိုင်ရှင်မပိုင်လက်မခံပါဘူးเนาะအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကသွားတယ်ပြပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က ြန်ခေါ်လာပြီးတယ်ရှေ့ကလည်းလက်မခံဘူးလက်မခံတော့မဟုတ်ဘူးနော်ကုသပေးတယ်ကုသပေးပြီးပြန်ခေါ်လာတယ်သူ့မှာသူ့မိန်းမရှိပါတယ်သူ့မိန်းမလည်းဒီမျိုးမှာပဲနေပါတယ်နော်ဒီမျိုးမှာပဲနေပါတယ်အဲတခုခုဆိုလို့ရှိရင်သူယောဂဖောက်တာလို့ဘာလို့ဖြစ်လာပြီးဆိုကျွန်တော်တို့လှမ်းခေါ်လို့ရှိရင်အဲသူ့ဘက်ကလည်းလူနာပိုင်ရှင်ကမလိုက်ဘူးပေါ့နော်မလိုက်ဘူးတော့အခုချိန်မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါနောက်ဆုံးအနေနဲ့ဟိုစူးစားတယ်မိုးရွာလာတယ်ဗျာမိုးရွာလာတော့ကျွန်တော်တို့ရက်ွက်ကတဲ့မှာအဲကျွန်တော်တို့ရက်ွက်ပါဗျာ ခုတော့ရှိရပြကျွန်တော်မြို့ရလဲကျွန်တော်ပြောရလဲမကောင်းဘူးမပြောချင်ဘူးနော်အခုကျွန်တော်ထီမိုးပေးပါမယ်နော်အဲ့ဒါလက်ရှိအားသိရနော်အဲ့ဒါအဲ့ဒါလက်ရှိရက်ွက်ထဲမှာအရန်ပေါ့နော်ဖိုးပရာဟီတာတွေပေါ့နော်ဖိုးပရာဟီတာတွေဖိုးလူသားချင်းကိုရင်းဆန်တာတဲ့ကိုကြီးမကြီးများနော်အရန်တက်ကြွတဲ့လူသားချင်းကိုရင်းဆန်တဲ့ဖိုးလူသားချင်းကိုရင်းဆန်တဲ့အကိုကြီးမကြီးများတွေအားလုံးလဲနော်အဲ့ဒါကျွန်တော်ပြပြထားပြီးပါပြီနော် ကိုထင်လဲကတော့ကိုထင်တော့မီတာစကန်နာမှာရှိနေတယ်ကားလိုင်းဟိုဘက်ချမ်းမှာရှိနေတယ်လူနာကိုဒီတိုင်းပြစ်ထားတာလားဆိုပြီးတော့ဖြစ်လာမှာဆိုးလို့တခါတည်းဒါတရင်စာရှင်းလင်းပွဲလုပ်ပေးထားတာပါเนาะလက်ရှိချိန်ကျွန်တော်ရန်ကုန်မှာရှိနေပါတယ်အဲဒီလိုဖြစ်စဉ်ဖြစ်နေတာကိုလည်းမနေ့ရက်မိုးရွာတဲ့ကျွန်တော်တို့ကြည့်နေပါတယ်စောင့်ကြည့်နေပါတယ်သိနေပါတယ်သူကိုယ်တိုင်ကကိုအရက်ကိုလူကဝချမ်းများပဲကြံတော့တယ်အခုခုဆိုရင်အစာသွားကြည့်ရင်မစားဘူးအရက်ပဲဝယ်တိုက်ခိုင်းတယ်အရက်ဖိုးတောင်းတယ် ဒီဟာနဲ့ပဲဖြတ်သန်းတာဖြစ်သည့်အတွက်ကကျွန်တော်တို့ကဒီလိုလူမျိုးတယောက်ကိုဘယ်လိုသွက်ခဲ့မလဲလူသားချင်းကိုချင်းမဆန်တာမဟုတ်ဘူးနော်ပြောပြတာပါအဲ့တော့ပလဲမျိုးသင်းအနီးဝင်းကျင်မှာရှိတဲ့ကိုကြီးများအမကြီးများနော်အာလူတယောက်ကိုဖောက်ထုတ်ဖို့ပဲမချောင်းပါနဲ့နော်မိမိကိုယ်တိုင်ဝင်လို့ကြည့်ပါနော်အဲလက်ရှိဆိုရင်ကျွန်တော်6လရှိပြီစေကူပေးထားတာအခက်မဲ့စေကံမှာအပတ်တိုင်းအပတ်တိုင်းကိုစေကူပေးထားတာပါတယ်နော်ဟုတ်လား မြင်မြင်နေတာပဲအဲ့တော့မှလူတွေအများကြီးကွာစီးပွားရေးလှုပ်ရှားနေတဲ့ကောင်လည်းမင်းတို့ရခိုင်တောင်ထိုင်မှာအများကြီးပါမြင်နေတာပဲဟုတ်တယ်နော်မြင်နေတာပဲနော်ပြောခြင်းကိုတိတ်ပြီးတော့ကြည့်နော်အဲမြင်နေတာပဲအခုလက်ရှိကတော့အမိုးမိုးပေးမယ်အမိုးမိုးပေးမယ်နော်သူကိုယ်တိုင်ကကိုကအာဒီပြီးတော့ပုပ်ပတ်တီတီဘက်ကတော့3နာရီ16မိနစ်မှာငလင်ထွက်လို့သွားတယ်3နာရီ16မိနစ်ဟုတ်လားအမဘယ်လောက်ရစ်ချတာစကင်းရှိလဲမသိဘူးမ နေပူကြီးနဲ့လှုပ်တာလားလားမိုးရွာသတိထားမယ်မိုးရွာသတိထားမယ်မြို့ထဲမှာလည်းပါတယ်ဟွန်းမိုးရွာသတိထားမယ်မြို့တွေကနော်နေပြည်တော်ပြင်မနာတက်ကုန်းဂျမဲတဲ့လက်ရှိငလှင်လှုပ်ထားတဲ့ဒေသတွေအကုန်လုံးမိုးကြီးရင်ပူကြီးသတိထားပါမယ်စိန်ဝင်ပြီးတော့မှပတ်ကြတဲ့အပီအောက်အကုန်လုံးအနေရှိပါတယ်နော်အဲ့တော့လက်ရှိကမိုးရွာလာပြီဆိုတာနဲ့ ငလင်လန်ဒေသမှာခံစားထားတဲ့မိဘပြည်သူတွေအကုန်လုံးကနော်ရေဘေးတော့ကအတက်ကအင်းကြီးတွေပေါပေါများများတွေရှိပါတယ်နော်အဲ့တော့လက်ရှိကမိမိရဲ့တကူစာဆောင်းနာပါနော်ဓမီတွေအတက်ကအင်းကြီးတွေဟာလာဘာဖြစ်မဲ့ဆိုတော့ကျွန်တော်တို့မပြောဘူးနော်မိုးရွာလာခဲ့ရင်လို့ကျွန်တော်တို့ပြောပါတယ်နော်ဟုတ်လက်ရှိအဲ့တော့အခုလက်ရှိကျွန်တော်တို့ကဒီလက်ထက်ကလူနာကို ထီးတော့သွားဆောင်းဝေးမယ်နော်ထီးတခုတော့ကျွန်တော်သွားလုပ်ပေးမယ်ပေါ့နော်နော်လက်ရှိကလူနာကလည်းလုံးဝအင်အားချိနေနေပါပြီနော်အင်အားချိနေနေပြီးတော့မှဗန်နီယာဒီတော့ကတော့ဒါမေးမေးဟိုဖြစ်တဲ့အချိန်တော့ကတော့လာသူ့တနာတဲ့လူတွေကတော့ဟိုဖြစ်တယ်နော်သူကဘလုံးမဟိုမရအောင်နောက်ဆုံးပဲကျွန်တော်တို့ဘလို့ပြောလဲဆိုတော့ရက်တော့ပြီးပဲအသေးခံတော့မယ်လက်ရှိက ဒီမျိုးမှာသူမျိုးသမီးရှိပါတယ်နော်ဒီမျိုးသမီးရှိပါတယ်ကျွန်တော်တို့ပထမတစ်ခေါက်ဆင်းုံတင်ဖို့လည်းလမ်းခေါ်တာမလားပါဘူးနော်မလားပါဘူးဒုတိယတစ်ခေါက်မှလည်းလမ်းခေါ်တာမလားပါဘူးနော်အဲ့လိုခက်ခဲရှိပါတယ်ဥမိုးရွာနေတဲ့လူနာမိုးရေထဲမှာသိရပါတယ်နော်အဲ့ဒီပြောရတာပါ